မင်္ဂလာပါရှင် ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့ဖိလစ်ပိုင်နဲ့အင်ဒိုနီးရှားမှာ9.4အစမ်းရှိတဲ့ငလျင်လှုပ်ခတ်ပြီးတဲ့နောက်ဆူနာမီသတိပေးချက်ထုတ်ပြန်တဲ့အကြောင်းဖော်ပြပေးကြပါတယ်ဖိလစ်ပိုင်နဲ့အင်ဒိုနီးရှားမှာတော့ပြင်းအား9.4ရအစဉ်ရှိတဲ့ငလျင်လှုပ်ခတ်ပြီးတဲ့နောက်ဆူနာမီသတိပေးချက်တွေထုတ်ပြန်ခဲ့ပါတယ်။ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာရှိတဲ့မင်တာနာအိုမှာ ငနေလှုပ်ခတ်ပြီးတဲ့နောက်အသက်အန္တရာယ်ရှိတဲ့ဆူနာမီလှိုင်းလုံးကြီးတစ်ခုဖြစ်လာနိုင်တဲ့ကြောင့်ဖိလစ်ပိုင်ငလျင်အေဂျင်စီကသတိပေးလာပါတယ်။ဆူနာမီလှိုင်းတွေကတော့ဖိလစ်ပိုင်နိုင်ငံရဲ့ဒေသတချို့မှာပုံမှန်ဒီရေမျက်နှာပြင်အထက်3မီတာ70ဒီရောက်ရှိနိုင်ပြီးတော့ အင်ဒိုနီးရှားနယ်ပါလောဒေသတွေမှာအမြင့်1မီတာအထိမြင့်တက်လာနိုင်တဲ့ကြောင်းပစိဖိတ်ဆူနာမီသတင်းဌာနကသတင်းပေးလာပါတယ်။ပထမဆုံးဆူနာမီလှိုင်းတွေဟာဒေသစံတော်ချိန်7:43မိနစ်မတိုင်မီရောက်ရှိလာနိုင်ပြီးတော့နိုင်အနည်းငယ်ကြာနိုင်တယ်လို့ဖိလစ်ပိုင်တာဝန်ရှိတဲ့သူတွေကဆိုပါတယ်ရှင်။ ဆက်လက်ပြီးတော့လည်းအခု magnitude 9.4မြင်လင်ကြီးကတော့ဖိလစ်ပိုင်နိုင်ငံအရှေ့တောင်ပိုင်းဒေသကိုဗဟိုပြုခဲ့ပါဗျ။အရှေ့ magnitude 6.9ကိုအစင်းရှိတဲ့မြင်လင်ကတော့နောက်ဆက်တွဲငလင်ငယ်တွေအကျိန်တထောင်ကျော်လှုပ်ခတ်ပြီးမှအခုအင်အားပြင်းမြင်လင်ကြီးထပ်မံလှုပ်ခတ်တာလည်းဖြစ်ပါဗျ။အဆိုပါမြင်လင်ကြောင့်ပဲအခုလို တောင်ပြိုမှုတွေလည်းပဲဖြစ်ပေါ်လာခဲ့တာဖြစ်ပါဗျ။ ဆက်လက်ပြီးတော့လည်းမြင်းလင်းသတင်းကိုဖော်ပြပေးကြပါမယ်။2025ခုနှစ်အောက်တိုဘာလ10ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်8:33မိနစ်54စက္ကန့်အချိန်မှာတော့နေပြည်တော်မြင်းလင်းစခန်းကနေအရှိတောင်ဘက်2182မိုင်ခန့်ဝေးကွာတဲ့မြန်မာနိုင်ငံပြည်ပမစ်တာနာအိုဖိလစ်ပင်ရလက်တီကျူ9.3ဒီဂရီအရှိတောင်ကြီးကျူ126.89ဒီဂရီအနက်10ကီလိုမီတာကိုဗဟိုပြုပြီးတော့အင်အားရတာစကေ9.4အဆင့်ရှိတဲ့အင်အားပြဲထက် နဲ့မြင်းလင်းတက်ခုလှုပ်ရှားသွားကြောင်းတိုင်းထွာရရှိတယ်လို့မိုးလဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်း2025ခုနှစ်အောက်တိုဘာ10ရက်နေ့ဒီနေ့မှစံတော်ချိန်မနက်6:58မိနစ်၈စက္ကန့်အချိန်မှာတော့ဂွမြင်းလင်းစခန်းကနေမြောက်ဘတ်105မိုင်ကဝေးကွာတဲ့မြန်မာနိုင်ငံပြည်တွင်တောင်ကုန်းမြို့ရဲ့အရှင်မြောက်ဘတ်26မိုင်ကအကွာရလက်တီကျူ19.1ဒီဂရီအရှိတောင်ကြီးကျူ64.5ဒီဂရီ အနက်130ကီလိုမီတာကိုဗဟိုပြုတ်ပြီးတော့အင်အားရတာစကေ4.4ဆင်းရှိတဲ့အင်အားအနှဲငယ်ရှိတဲ့မြင်းလေးတစ်ခုလှုပ်ရှားသွားကြောင်းတိုင်းထွာရရှိတယ်လို့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ပင်လယ်ပြင်ခီးတွင်မလို့သာခမှန်းချက်ကိုဖော်ပြပေးကြပါရစေ။2025ခုနှစ်အောက်တိုဘာ10ရက်နေ့ဒီနေ့မနက်10:00နာရီခွဲချိန်ထုတ်ပြန်ချက်မှာတော့ဘင်လားပင်လယ်အော်ချင်းတွေဟာကပ်ပလီပင်လယ်ပြင်နဲ့ဘင်လားပင်လယ်အော်တို့မှာမုတ်တုံလင်အားနေနေပါရစေ။ရောင်ကနေ3နာရီကမ်ရန်တရှောင်းပင်လယ်ပြင်ခီးတွင်မလို့သာခမှန်းချက်မှာတော့ဒီနေ့မော်တဲကနေနောက်24နာရီအတွင်းမှာတော့နေရာအနှံ့ပြမိုးတကြုံရွာသွားမှာမယ်။အမြင်တာအနေနဲ့ကတော့၄မိုင်မိုးရွာစင်မှာတမိုင်ကန်နဲ့ရေပြင်လေးပြင်ဟာအနောက်တာမို့အနောက်မြောက်ကိုတနအိုက်ကိုပင်လယ်မိုင်9မိုင်ကနေစင်မှာ တစ်ခါတည်းရန် -10 ကနေ25မိုင်ရှိပါမယ်။ ။လှိုင်းကျင်နေဟာလှိုင်းနှင်းငင်ကနေလှိုင်းတဲ့တဲ့ရှိပါမယ်။လှိုင်းမြင့်ဟာ၄ပေကနေ၆ပေကရှိပါမယ်။ရောင်းကားနေရခိုင်ကမ်းလန်းတခြားပေလေပြင်းခီးအတွက်မလို့သားခမန်းချက်ကတော့ဒီနေ့မော်တဲကနေနောက်24နာရီအတွင်းမှာတော့နေရာကျဲကျဲမိုးထစ်ကြုံရွာတော့မှာမယ်။အမြင်တာအနေနဲ့ကတော့၄မိုင်မိုးရွာစင်မှာတမိုင်ကန့်နဲ့ရေပြင်းလေးပြင်းဟာအနောက်တောင်ပေါ်အနောက်တောင်ကိုတနအိုက်ကိုပင်လယ်မိုင်၅မိုင်ကနေ10မိုင်တခါတရံမိုင်20ကနေ25မိုင်ရှိပါမယ်။လှိုင်းကျင်နေဟာလှိုင်းနှင်းငယ်ကနေလှိုင်းတဲ့တဲ့ရှိပါမယ်။လှိုင်းမြင့်ဟာ၄ပေကနေ၆ပေကရှိပါမယ်ရှင်။ ဆက်လက်ပြီးတော့မိုးလုသာသူတေသည်အွန်လိုင်းကလည်းအောက်တိုဘာလ10ရက်ကနေ16ရက်ထိ9ရက်တာကာလအတွင်းမှာအိန္ဒိယမိုးလုသာထုတ်ပြန်ချက်အရမြန်မာပြည်လေဝမြောက်ပိုင်းအထက်မြင်း9.8ကီလိုမီတာမှလေပွေလိုင်းတစ်ခုဖြစ်ပေါ်လျက်ရှိကြောင်းတွေ့ရပြီးတော့အနောက်အနောက်တောင်ဘက်ကိုဆက်လက်ရွေးရှားနိုင်ကြောင်းသင်္ချာပုံစံမျိုးမော်ဒယ်ကြိုတင်ခန့်မှန်းချက်တွေမှာတွေ့ရပါတယ်ဖြစ်ပေါ်နေတဲ့လေပွေလိုင်းဟာအောက်တိုဘာ13ရက်14ရက်နေ့တွေအထိမြန်မာပြည်လေဝမြောက်ပိုင်းနဲ့အနောက်လေပိုင်းတွေမှာဆက်လက်ရှိနေနိုင်ပြီးတော့အားကောင်းလာတဲ့အခြေအနေမရှိပါဘူးဒီအခြေအနေကြောင့် ယ်နောက်လာမယ့်တစ်ပတ်အတွင်းသတင်းနိုင်အတိုင်းမော်ပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်း၊အေရရီတိုင်း၊ရန်ကုန်တိုင်းတွေမှာတော့နေရာကွက်ပြီးမိုးများနိုင်ပြီးတော့မြန်မာနိုင်ငံနေရာအနှံ့အပြားမှာတော့မိုးနှဲငယ်ကနေမိုးအသင်းတင်ခုနှစ်ရက်အတွင်းမိုးရေချိန်ဟာနှစ်လက်မကနေလေးလက်မခန့်ဝင်းကျင်တော့ဆက်လက်ရွာသွန်းနေပါမယ်။ဒီရက်ပိုင်းအတွင်းသတင်းနိုင်အတိုင်းနဲ့မော်ပြည်နယ်မှာတော့ခုနှစ်ရက်အတွင်းမိုးရေချိန်ဟာသုံးလက်မအထက်ကရင်ပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊တောင်မြောက်အရှိချင်းပြည်နယ် ပဲခူးတိုင်းအရှိနဲ့အနောက်ချမ်းမန်းလေးတိုင်းအေရီတိုင်းကယားပြည်နယ်နဲ့ကချင်ပြည်နယ်မှာတော့ခဏရက်တွင်မူရီချင်းဟာနှစ်လက်မနဲ့အထက်ရန်ကုန်တိုင်းနေပြည်တော်မကွေးတိုင်းစကိုင်းတိုင်းတွေမှာတော့ခဏရက်တွင်မူရီချင်းဟာနှစ်လက်မအောင်တိတိသမ၅လက်မအထက်အသေးသေးရွာသွန်ရရှိနိုင်တယ်လို့အော်တဘာလ9ရက်ည9:30မိနစ်30အချိန်မှာထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းဘင်္ဂလားပင်လယ်အခြေအနေနဲ့မြန်မာနိုင်ငံပြည်နယ်တိုင်းဒေသလိုင်မိုးရွာသွန်နိုင်တဲ့အခြေအနေ update ကိုဖော်ပြပေးကြပါရစေ။မူလဝတ္ထတုတေတီ online ကတော့အောက်တိုဘာလ10ရက်နေ့လည်7နာရီအချိန်မှာအခုလိုထုတ်ပြန်လာပါတယ်။အောက်တိုဘာ10ရက်ကနေ16ရက်အထိ9ရက်တာကာလအတွင်းမှာအိန္ဒိယမူလဝတ္ထဌာနထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းအထက်မြင်9.8ကီလိုမီတာမှာလေဝေလိုင်းတစ်ခုဖြစ်ပေါ်လျက်ရှိကြောင်းတွေ့ရပြီးတော့အနောက်အနောက်တောင်ဘက်ကိုဆက်လက်ရွေးရှားနိုင်တဲ့အကြောင်းသင်္ချာပုံစံပြုကြိုတင်ခန့်မှန်းရေး model တွေမှာတွေ့ရတဲ့အကြောင်းကြိုတင်ခန့်မှန်းချက်ပြောင်းလဲနိုင်မှုမရှိဘူးလို့ဆိုပါရစေ။ဖြစ်ပေါ်နေတဲ့လေဝေလိုင်းဟာအောက်တိုဘာ15ရက်ထိဘင်္ဂလားပင်လယ်ော် ောက်ပိုင်းနဲ့အနောက်လယ်ပိုင်းတွေမှာဆက်လက်တည်ရှိနေနိုင်ပြီးတော့အားကောင်းလာနိုင်တဲ့အခြေအနေလည်းမရှိပါဘူး။နောက်လာမယ့်48နာရီနှစ်ရက်အတွင်းမှာတော့မကွေးတိုင်းဒေသကြီးမှာ48နာရီအတွင်းမူရီချိန်ဟာတုံညတသမ5လက်မအောင်ရွာသွန်းရရှိနိုင်ပြီးတော့ချန်ပီယံတိုင်းဒေသအားလုံးမှာတော့48နာရီအတွင်းမှာမွေးချိန်ဟာ3ညတသမာ5လက်မအထက်ရွာသွန်းရရှိနိုင်ပါတယ်။တင်းနိုင်တိုင်းနဲ့မွပြည်နယ်မှာတော့လာမယ့်48နာရီအတွင်းမှာတော့မွေးချိန်ဟာတလက်မအထက်ရွာသွန်းရရှိနိုင်ပြီးတော့မိုးနှင်းငယ်ပုံနိုင်ပါတယ်။ နားလာမဲ့ရသက်တပတ်အတွင်းမှာတော့စကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာတော့မိုးအားသီးသီးတာတာညွန်နေအောင်မယ်လို့လဲဆိုပါရစေ။ဆက်လက်ပြီးတော့လဲအော်တိုဘာ၁၀ရက်နေ့အတွက်မလို့သာခမ်းမန်းချက်ကိုဖော်ပြပေးကြပါမယ်။ဘင်္ဂလားပင်လယ်ဝချင်းနေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတော့တိမ်အသင်းတဲကနေတိမ်ထွက်နိုင်ပြီးတော့မုတ်တုံလေဟာအားအသင်းတဲ့ရှိနိုင်ပါမယ်။ ပင်လယ်ပြင်ခြေနေကတော့တရနိုင်ကရခိုင်ကရမြဝကြဘော်ဒေတာနဲ့မုံတမကွေးမှာတော့အနောက်နောက်တောင်ဘက်ကနေလေဟာတနအီကို9မိုင်ကနေ10မိုင်ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းတဲ့တဲ့ရှိပါတယ်။မိုးချင်တွေကတော့သခိုင်းတိုင်မန်းလေးတိုင်မကွေးတိုင်ရန်ကုန်တိုင်ပဲခူးတိုင်အရာတွေတိုင်ကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မုံပြည်နယ်မှာနေရာစစ်စစ်ကနေနေရာအနှံ့ပြမိုးထချုံရွာသွန်းပြီးတော့တရနိုင်တိုင်မှာနေရာကျကျမိုးထချုံရွာသွန်းပါမယ်။ ဆက်လက်ပြီးတော့အော်တိုဘာလ17ရက်နေ့အတွက်မလို့တာခံမှန်းချက်ကိုဖော်ပြပေးကြပါရစေ။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်လီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အောက်မှာတင်အသေးသေးကနေတည်ယူရပြီးတော့မုတ်တုံလေးဟာအားသေးတဲ့ရှိပါရစေ။ပင်လယ်ပင်အခြေအနေကတော့တရင်းနိုင်ကန်ရာရခိုင်ကန်ရာမြို့ဝကျောပေါ်ဒေသတွေနဲ့မော်ဒမကွေးဘက်မှာတော့နောက်နောက်တောင်ဘက်ကနေလေဟာတနအီကို9မိုင်ကနေ10မိုင်ကန်တိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းတင်တဲ့ရှိပါရစေ။မိုးချိန်တွေကတော့သခိုင်းတိုင်းမန်လေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရီတိုင်းတရင်းနိုင်တိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ် နယ်နဲ့မွန်ပြည်နယ်မှာနေရာဆိတ်ဆိတ်ကနေနေရာအနှံ့ပြမိုးတဲ့ကြောင့်ရွာသွန်ပါမယ်။မန္တလေးတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရခိုင်ပြည်နယ်မှာတော့နေရာကွက်ပြီးတော့မူကြီးပါမယ်။ အော်ဘာလာ၁၂ရက်အတွင်းမူလတာခံမှန်းချက်ကိုထပ်မံဖော်ပြပေးကြပါရစေ။ဗင်္ဂလားပင်လယ်အခြေအနေကတော့ကပ္ပတိပင်လယ်ပြင်နဲ့ဗင်္ဂလားပင်လယ်အရိုးမှာတိုင်အင်းတဲကနေတည်ယူတတ်ပြီးတော့မုတ်တုံလေဟာအားတင်းတင်းရှိပါမယ်။ပင်လယ်ပြင်အခြေအနေကတော့တနင်္လာရီကန်ရန်ရခိုင်ကန်ရန်မြဝကျော်ပေါ်ဒေသတွေနဲ့မော်ဒမာခွေးမှာတော့အရှိအရှိတောင်ဘက်ကနေလေဟာတနင်္လာရီကို၅မိုင်ကနေ၁၀မိုင်ကန်တိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းတင်းတင်းရှိပါမယ်။ ။မိုးချင်တွေကတော့သခိုင်းတိုင်းမန်လေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရတွေတိုင်းတရင်းနိုင်တိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ပြည်နေပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာဆဲဆဲကနေနေရာအနှံ့ပြမိုးတက်ကြုံရွာသွားမှာရှင်။